အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုးဖြစ်ပါတယ်ကျွန်တော်ခုတခါမှာတော့ကျွန်တော်မိတ်ဆွေခုနှစ်ရက်သားသမီးအားလုံးအသုံးဝင်မဲ့အဲအရိဒဏ်နီကောင်းလေးတစ်ခုပေါ့လေရရနီကောင်းလေးတစ်ခုကိုကျင့်စဉ်လေးကိုကျင့်စဉ်လို့ပြောရင်ပုံမှန်တယ်ပေါ့လေရရမဟုတ်ပါဘူးကျင့်စဉ်မှာကျင့်စဉ်နီးလေးတစ်ခုကိုကျွန်တော်လက်ဆင့်ခံပြန်လဲမျှဝေပေးခြင်းတယ်ပေါ့နော်အဲ့ဒီကျင့်စဉ်ရဲ့ခေါင်းစဉ်လေးကိုပြောရမယ်ဆိုရင်သူကလာပြည့်ကျင့်စဉ်လို့ခေါ်တယ်လာပြည့်နေ့မှာလောက်ရတဲ့ကျင့်စဉ်လို့ခေါ်တယ်အခုများမကြမီမှာလာမဲ့6ရက်နေ့ပေါ့လေဒီလကုန်ပြီ6ရက်နေ့မှာ သတင်းကြိုလာပြင်းတွေကိုရောက်လာတော့မှဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီသတင်းကြိုလာပြင်းတွေမှာခொနည်းကသားသမီးအားလုံးလှုပ်လို့ရတဲ့တကယ်ပဲငွေတွေရှန်နေအောင်ဝင်လာမဲ့နော်ကျင့်စဉ်တွေလာပြင်းကျင့်စဉ်တွေတခုကိုကျွန်တော်အဲလက်ဆင့်ခံမျှဝေပေးမှဖြစ်ပါတယ်အဲ့တော့အဲ့ဒီကျင့်စဉ်ကျင့်လို့ရှိရင်အကျွေးတင်နေတဲ့သူတွေအကျွေးတွေပြန်ဆက်နိုင်တာတွေစီးပွားရေးလုပ်ငန်းတွေနော်နှစ်မြုပ်နေတဲ့သူတွေပြန်ပြီးပွင့်လန်းလာတာတွေရာသီရထက်တဲ့အခွင့်အရေးတွေပြန်ရလာတာတွေဈေးအောင်ဈေးဝယ်ကောင်းအယောင်းဝယ်တွေကောင်းပြီးစီးပွားလက်လာပါဒီလာတိုးပွားပြီးတော့အဲ လက်ရှိအဆင့်နှစ်ထိုင်နောက်တစ်ဆင့်မြင့်သွားနိုင်တဲ့ကျင့်တင်တစ်ခုပေါ့ကိုလုံးမကိုရမယ့်ကိစ္စပေါ့အဲ့တချို့လူတော်တော်များများကတခုခုရကျင်နေဆိုရင်ထိုင်ပြီးပသက်ကလာကံကောင်းကျင်နေကံကောင်းကျင်နေဆူတောင်းတာပေါ့ကိုကြတော့ဘာမှလည်းကျင့်ကြံတာကြိုးစားတာအားထုတ်တာမျိုးမရှိဘဲနဲ့ကံကောင်းကျင်နေဆိုတော့မဖြစ်နိုင်ဘူးပေါ့လေအဲ့တော့အဲ့ဒီကျင့်တင်လေးချင်းကြည့်လိုက်စမ်းပါအပြင်မှာလည်းတကယ်လက်တွေ့ကြကြလှုပ်တကယ်လည်းအောင်မြင်ဖြစ်တော့မှမယ်အမှလည်းခံပါတယ်ဗျနော်အဲ့တော့လပြည့်ကျင့်တင်ဆိုတော့လပြည့်တစ်ခါတစ်ခါရောက်ဖို့ဆိုတော့တလားတလားဆောက်ရတယ်ပေါ့နော် ဲ့ဒီလာပြည့်တွေမှာတခြားလာပြည့်တွေနဲ့မတူဘူးအခုလာမဲ့သတင်းညွှန်လာပြည့်ဆိုတာကဒါဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအထွတ်မြတ်ထားတဲ့လာပြည့်ဆိုတော့အဲ့ဒီနေ့ကနေစပြီးကျင်းလို့ရတဲ့နေ့တစ်ခုကျွန်တော်အခုပြောပြပေးမယ်အဲ့တော့အဲ့ကျင့်စဉ်ကဘာလို့လဲမေးလို့ရှင်ကျင့်စဉ်လုပ်ဖို့အတွက်ပထမဆုံးလိုတာကလာဘမှုနီလို့ခေါ်တဲ့မြတ်စွာဘုရားရဲ့ရုပ်ဘဝတော်လေးလိုတယ်ဒီကျွန်တော်တို့ဟာထီဘုရားပုံတော်လေးရောင်းနေပေါ့နော်ဒီဟာနိဗ္ဗာန်ကုန်ဆိုင်ဒီမှာလဲမေးပြီးဝယ်လို့ရတယ်ဘုရားတစ်စောင်းဒီမှာလဲရောင်းနေရှိတယ် အခု line ပေါ်မှာဗျာဟိုအလွယ်တကူဘယ်လိုမရအောင်ဆိုတော့မှလာဘမှုနီဆိုပြီးတော့ရိုက်ချလာရင်မျက်စွာဖျားလာဘမှုနီပုံတော်တွေအများကြီးရှိတာပဲမိတ်တူကူလာအောင်ဗျာဟုတ်တယ်မလားဖြစ်တာပေါ့နော်မရရအောင်လုပ်တဲ့နေတွေအများကြီးရှိတယ်ပြောတာပါအဲ့တော့လာဘမှုနီဖျားပုံတော်တစုလိုတယ်နောက်ဘာထက်လို့လဲဆိုတော့ငပြောတီသုံးပြီးအုံဒီတစ်လုံးနဲ့ကရော့ဝတောင်လေးလုပ်ဖို့အတွက်တစ်ခုလိုမယ်ပြီးလို့ရှင်လက်ဖက်လေးပုံပုံမှာဆိုတော့လင်မလေးတစ်ချက်လိုတယ်အဲ့လင်မမှာ तू ကလက်ဖက်လေးလေးပုံပုံမှာမယ်ပြီးလို့ရှင်ရင် तू ကဖျောင်းနိုင်တဲ့တိုင်းထုံးရမယ်အမွေးတိုင်းတိုင်းထုံးရမယ်ရေတစ်ခွက်လိုတယ်ပေါ့နော် ဆိုတော့ပြီးရင်ပန်ဟိုတူပန်းတော့ဘာမှမဖြစ်တုံးလို့ရပါတယ်ပန်ဟိုတူလို့တယ်အဲ့ဒါကြီးအားလုံးပြည့်စုံသွားပြီပြင်ဆင်ပြီးသွားပြီဆိုရင်အဲ့လပြည့်နေလို့ခေါ်တာဗောနော်အဲ့ဒီနေ့မှာလောက်ရတယ်သူကအချိန်ကြတော့သူကလင်းဘက်အချိန်မှာလောက်ရတယ်လို့ခေါ်တယ်အဲ့တော့လင်းဘက်ဆိုတဲ့အခါမှာလဲကျွန်တော်နည်းနည်းရှင်းပြမယ်အချိန်ကသူကလင်းအားများတဲ့အချိန်ပေါ့လေအဲ့ချိန်မှာလောက်ရတော့အဲ့လပြည့်နေမှာလောက်တဲ့အခါမှာအချိန်နှမျိုးလောက်လို့ရတယ်ပထမတစ်ချိန်ကမနက်အဲ၄နာရီပေါ့လေမနက်စောစောမနက်၄နာရီနဲ့မိနစ်50တိတိမှာတစ်ချိန်လှုပ်ချင်းလှုပ်အဲ့လိုမှလှုပ်ဖို့ခိုင်းနေတဲ့သူတွေဆိုလို့ရှိရင်တော့မနက် 9နာရီနဲ့မိနစ်40တတိမှာလောက်အိုမနားဆောသောအလုပ်တွေပါတယ်သွားကြည့်ရရှိတဲ့လူတွေဘာညာဆိုလို့ရှိရင်တော့ဗျာပရိစိတ်ဖို့တွေပါတယ်အချိန်ရှိတာဆိုတော့မနက်၄နာရီနဲ့မိနစ်50လောက်ဆိုတော့ပို့ပြီးတော့ကောင်းတာပေါ့လေနော်ကိုအစဉ်ပြတဲ့အချိန်မှာလောက်ပြီးပါအဲ့ဒီမှာနည်းနည်းလေးပြန်ပြီးပြောချင်တာကငပြောသီးတွေပါတယ်လောက်တဲ့ခါမှာဘာငပြောသီးလောက်ရမလဲဆိုရင်အဲရခိုင်ငပြောသီးပဲရတယ်ကျန်တဲ့ငပြောသီးမသုံးပါနဲ့နော်ခိုင်ခန့်စေခြင်းတဲ့သဘောတဘာဝကိုကျွန်တော်တို့ကစာဝင်တာဖြစ်တဲ့တို့ကရခိုင်ကိုပဲသုံးပြရမယ်နော်ပြီးတော့လက်ဖက်ကလည်းသူကပဲချနေပါတယ်မလို့လက်ဖက်အသားအသီးတန်ကြီးပဲလိုချင်တယ်ရောလို့မရပါဘူးနော် ဘာလို့လဲဆိုတော့ကျွန်တော်ကလက်ဖက်ဆိုတာနှဝင်းတက်ကိုယူတာဖြစ်လို့နော် လာဘဆိုနုနုဆိုတာလေလာဘဆိုတာလေကျွန်တော်ကလက်ဖက်ကိုယူတာမို့လို့နော်ထားတော့ပြီးတော့လင်းဘတ်အချိန်ဆိုတာလေကျွန်တော်တို့လင်းဘတ်ဆိုတာအဲ့ဒါအမှန်ဆိုလို့ရှိရင် तू ကနှဝင်းပါပဲနော်အဲ့ခုနက၄နာရီမိနစ်50ဆိုတော့၄နဲ့5နဲ့ပေါင်းလဲ तू က6ပါပဲအဲ့ပြီးတော့9နာရီ40ဆိုလဲ6ပဲအဲ့လိုနှဝင်းလိုချင်တာဖြစ်တဲ့တော့အဲ့ဒီအချိန်မှာလုတ်ပေးရတယ်ပြီးတော့အဲ့ဒီ तू အတိတ်ကြောင့်ဝင်နေတဲ့ကာလမှာခုနကငါပြောသေးတယ်ပါလေမဲ့ဝါလို့ဆိုလို့ရှိရင် ပြန်လဲခြင်းလဲလို့ရတယ်လက်ဖက်တွေလဲတာတွေရေတွေလဲတာပန်းလဲတာလဲလို့ရတယ်ကိစ္စမကြီးဘူးအဲ့ဒါကနော် အဆင်ပြေတယ်အဲ့ဒီနေ့မှာပဲကျွန်တော်ပြောတဲ့ပစ္စည်းလေးတွေစုံမှုလို့ရတယ်အဲကျင့်တဲ့ခါမှာခုနကကရော့ဘောင်တွေဘာတွေရဲ့အထက်မှာပေါ့နော်အမြင့်တနေရာမှာလာဘမှုတွေမျက်စွာပြားပုံတော်လေးကိုချိတ်ဆွဲထားပေးရမယ်အဲ့တော့လောက်တော့အဲ့ခုနကအချိန်မှာလောက်ရမယ်လောက်တော့ဘာလို့ວ່າလဲဆိုတော့ तू ကအရင်ဆုံးအဖျားတွေပါတွေရှိခိုးပေါ့နော်ငါးပါးသီလတွေပါတွေခံယူယူပြီးွားပြီဆိုရင်စလှုပ်ပြီဆိုတော့ ਨੇ ကိုယ့်ရဲ့အာယုံမှာပေါ့နော်ပရိစိတ်ကမှာအာယုံမှာလာဘမှုနေဆိုတော့မြတ်စွာဘုရားရဲ့ပုံတော်ကိုအာယုံပြုရမယ်ကျန်တဲ့အာယုံဘာမှမရောက်စေရဘူး အဲ့တော့လာမမှုတွေရဲ့ပုံတော့မျက်စိမနဲ့တန်တယ်ဗျာမျက်စိထဲမှာလာမမှုတွေပုံတော့ဟိုပဲအာယုံဆိုင်အောင်တော့အာယုံထဲမှာပေါ်လာအောင်တော့အရင်ကတည်းကနေလည်းလေးကြိုပြီးကြည့်ညံစေခြင်းနဲ့လွယ်ပါတယ်အဲ့ဒါမျက်စိမမိတ်ပဲနဲ့အနည်းဆုံး15မိနစ်လောက်လာမမှုတွေမျက်စောဖျားကိုအဲကြည့်နေလို့ရှိရင်အလိုလိုမျက်စိမနဲ့တန်တယ်မျက်စိဒီအာယုံထဲမှာလောက်အလိုလိုပေါ်လာပါတယ်အဲ့ဒါမကြာမကြာလေးအလိုလိုကြည့်လာပြီးလို့ရှိရင်ကိုအဲမျက်စိမိတ်ပြီးအာယုံယူလိုက်တာနဲ့မျက်စောဖျားလာမမှုတွေမျက်စောဖျားရဲ့ပုံတော့ကအာယုံမှာပေါ်ပြီးသားပါပဲအဲ့တော့လာမမှုတွေမျက်စောဖျားကိုအာယုံဆွဲအောင်အာယုံပြုမယ်ပြုပြီးတာနဲ့သူကပရိစိတ်ကမယ်တရားရှိလုံးပရိနဲ့စိတ်ပဲ ။ဘာစိတ်ကမလဲဆိုတော့ဘာမှခက်ခက်ခဲမဟုတ်ပါဘူးဗျာ။ကြောက်ဦးနဲ့နားဝလည်းရှိကြပါတယ်။အေဟိလာဗန်ဆိုတဲ့ဟာလေးရုပ်ပေးရမယ်နော်။အေဟိလာဗန်ဆိုပြီးတစ်ချက်ရုပ်မယ်။ဗရီလက်တစ်လုံးချမယ်။အေဟိလာဗန်အေဟိလာဗန်အဲ့လိုလေးသွားပေးရမယ်။အဲ့ဒါ तू ကဘယ်နှဘက်စိတ်ကမလဲဆိုတော့လေးဘက်စိတ်ကမယ်။လေးဘက်ပြီးွားရင်နောက်ထပ်တစ်မျိုးပြန်ပြောင်းမယ်။အေဟိဒနံဆိုတဲ့ဟာလေးစိတ်ပေးရမယ်။အေဟိဒနံအေဟိဒနံအေဟိဒနံဆိုပြီးဗရီထပ်ပြီးတော့လေးဘက်စိတ်ကမယ်။အဲ့တော့ရှစ်ဘက်ဖြစ်သွားပြီ။နောက်ထပ်လေးဘက်ထက်စိတ်ကအောင်မယ်အဲ့ဒါဘာလဲဆိုတော့အေဟိမိတ်တံအေဟိမိတ်တံအေဟိမိတ်တံဆိုပြီးတော့ဗတိတလုံးတလုံးချပြီးတော့လေးဘက်ထက်စိတ်ကမယ် နောက်ဆုံးတစ်ခုကတော့အဲ့လေးဘက်ပြည့်သွားရင်နောက်ဆုံးတစ်ခုကအေဟိတုခံဆိုပြီးတော့ဗတိတလုံးချာအေဟိတုခံအေဟိတုခံဆိုပြီးတော့စိတ်ပေးရမယ်အလုံးပေါင်းလေးလေးလေး16ဗတိ16ပဲစိတ်ပေးရမယ်ဒါဆိုရင်ပြည့်တုံပြီကျွန်တော်ဘာမှမလို့တော့နော်အဲ့လိုဗတိစိတ်စိတ်ပြီးသွားတာနဲ့သုံးသက်တော်မှာရှိတဲ့လူနဲ့ပြန်မာတရဝါဒီအားလုံးကိုမြတ်တာပို့မယ်မြင်ရမမြင်ရတဲ့ပုံကိုယ်တွေပုံကိုယ်တို့ပုံကိုယ်မြတ်တွေဝိစာဇောကြီးတပတိစသည်အဖြစ်ပေါ့ဗျာဒါတွေအားလုံးတွေကိုမြတ်တာပို့အမြပေးဖို့ရမယ်အဲ့ဒါဆိုရင်အဲ့ဒီတနေ့စာကလုံလောက်သွားပြီပြီးသွားပြီနော်အဲ့ဒီလိုလာပြင်းနေရနေစပြီးတော့ အဋိဌာန်ဝင်လိုက်တာဗနရတီတီလောက်ကလဲဆိုတော့ labor တီတီလောက်ကတယ်အဲ့ဒါအဲ့အချိန်တိုင်းအဲ့အချိန်တိုင်းလုံးဝမပြတ်မကွက် labor တီတီလောက်အဲ့ဒါဆိုရင်အကောင်းဆုံးပဲနော်အဲ့ဒါအဋိဌာန်အောင်ပြီးလို့သတ်မှတ်ရတယ်အဲ့ labor ပြည့်ပြီးွားတာနဲ့ကိုလိုချင်တဲ့ကိုနာကကိုအဋိဌာန်နာလဲကိုဖြစ်ချင်တဲ့ဆန္ဒဧကံမုတ်ချဖြစ်ကိုဖြစ်လာလိမ့်မယ်ဘာမှလည်းခက်ခက်ခဲမဟုတ်ပါဘူးဂါရာလီလည်းအခြေကြီးရုပ်ကတာမျိုးမဟုတ်ပါဘူးပြေနော်ဆိုတော့လုတ်ပြအောင်လုတ်ကြပါသူကနဝင်းတက်တည်းကြီးပဲအကလုံးယူထားတာဖြစ်တဲ့အတွက်သူကငွေဝင်တဲ့အဋိဌာန်လို့လည်းပြောရမှာပေါ့နော် အဲ့ဒီအစီအစဉ်လေးဖြစ်ပါတယ်လုတ်ပြအောင်လုတ်ပါအေကံမုတ်ချအကျိုးလူအကျိုးမြတ်တွေခံစားရမယ်ဆိုတာလေးတိတဲ့အတွက်ပြန်ပြီးလက်ဆင့်ခံမြဝင်ခြင်းဖြစ်ပါတယ်ခொနည်းအသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်